ကဲပွဲရတော့ပြီးသွားပါပြီအကုန်လုံးလည်းကြည့်ပြီးသားဆိုတော့ပွဲတွင်းရကိစ္စဒီကိုအဓိကပြောသင့်တဲ့အကြောင်းအရာတွေတော့ပဲကျွန်တော် highlight ထုတ်ပြီးတော့ကျွန်တော်ပြောမယ်ပြီးရင်လည်းကျွန်တော် live ကဆက်လွှင့်ရမှာဆိုတော့အချိန်ကသိမ့်မရဘူးလိုရင်းတို့ရှင်းလေးပဲပြောမယ်ပထမဆုံး ကျေးဇူးတင်ကျင်တာကဒီပွဲတက်ကိုတသက်ချာလေးကိုပြင်ဆင်လာတဲ့သွေးလင်းထက်တဲ့သူရဲ့နီးပြားလေးတွေကိုပါဟာမင်းကရှုံးသွားတာပဲအမှန်နဲ့ရှုံးတာပဲဆိုပေမဲ့ဆမ်းမီလိုမျိုးလီဂျန်စရင်းဝင်တဲ့ကစားသမားတစ်ယောက်ကိုဒုတိယချီမှာစပင်နင်ဘက်ဖစ်နဲ့အခါအမှတ်စဉ်ရေခိုင်အောင်လှုပ်ထားနိုင်တာရဲ့ဆမ်းမီလိုမျိုးလီဂျန်ကြီးကတော့မှသွေးလင်းထက်ကြနေတဲ့အချိန်မှာအပြေဝမလိုက်ရဲတာဒီကိုကြည်ချင်းအားဖြင့်ပွဲအတွင်းမှာဘလောက်ထိကိုလူက level ဘလောက်ထိရောက်နေတယ်လဲဆိုတာကိုအတိုင်းအတာထိုးထိခံမှန်းလို့ရတယ် အားကစားမှာရှုံးတာအနိုင်နာပဲရှိမယ်ပြိုင်ပွဲတစ်ပွဲတည်းအရှုံးနိုင်မှရှိမယ်တရေကတော့တစ်ခါတလေပေါ့ဒါပေမဲ့ပွဲတစ်ထောင်မှာမှတပွဲလောက်တရေတာဆိုတော့ကဲဖယ်လိုက်တော့အဓိကဟားလိုက်လို့ပြီးပြောချင်တာဒီဆမ်မီရဲ့ body kit တွေထိတယ်ပယ်ဖြောင်းနေထိတယ် power shot တွေထိတာတောင်မှမျက်နာတော့ပြတ်သွားတယ်တိုးတော့တတ်နိုင်သလောက်ကိုကိုရဲ့စိတ်ကို maintain ပြီးတော့မရရအောင်ငါပြန်ဆော့မယ်ဆိုတဲ့စိတ်တက်နဲ့အချီးပြေအောင်ဆော့ပေးသွားနိုင်တဲ့တွင်းထက်ကိုလည်းချီးကျူးချင်ပါတယ်အကယ်၍သာတတိယအချီမှာတွင်းလင်းထက်ကဆမ်မီရဲ့ကောင်တာပယ်ဖြောင်းတစ်ချက်သာမထီးခဲ့ဘူးဆိုရင် အဲ့ဒီပွဲကကိုလူကမျောလဲလို့ရနေပြီတိုင်ဝမ်မဲ့စနစ်တမ်ရဆိုရင်ဒုတိယချီမှာကိုလူကဆယ်မက်ပြည့်ရနေပြီးတော့စမ်းမေယာရှစ်မက်ပဲရမယ်ဒါပေမဲ့ဒုတိယချီပြီးကနေလေးမှာစမ်းမေဘက်ကနေပြန်ပြီးတက်လာလို့ကျွန်တော်စိတ်ကနေမလုံလို့ plus or minus 1နဲ့တော့ကျွန်တော်ပေးထားလိုက်တယ်မြို့သူပင်ဆိုသေးကမှုပေါ့နော်ဒုတိယချီဒီကိုလူတာနေပြီပထမအချီဒီစမ်းမေတာတယ်မှန်တယ်ဒုတိယချီကိုလူတာပြီနောက်ဆုံးချီမှာတာ အဲ့တချက်ကလေးကမကြခင်ဘူးဆိုရင်တွင်းလင်းထက်ဘက်ကနေနိုင်ဖို့ရာခိုင်နှုန်းသည်80%ရာခိုင်နှုန်းလောက်ထိတေချာနေပါပြီ။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲကျွိုင်းတောင်ရောက်နေတဲ့အချိန်မှာပဲကောင်းတာပဲဖြောင်းတစ်ချက်ကပဲဒီပွဲကိုအနိုင်ရနေအယုံဖြစ်သွားစေခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်တွင်းလင်းထက်သည်အသက်ငငယ်လေးရှိသေးတယ်။ဟိုဘက်ကမွေထိုင်းလီချက်မွေထိုင်းလီကျန်လိုလူတယောက် ကားနေပြီးတော့တွင်းနှစ်ထက်ကိုကြောက်ခဲ့ရတယ်ရှိန်ပြီးတော့ဆော့ခဲ့ရတယ်တွင်းနှစ်ထက်ဘက်ကလည်းစမ်းမေလိုမျိုးမွေထိုင်းလီကျန်ရဲ့ body kit တွေ hack kit တွေအောက်ခြေကတ်တွေကိုတိုင်းတာတစ်ခုထိ ပိုတဲ့ခံနိုင်ရရှိမှုမျိုးနဲ့အကောင်းဆုံးစော့ပြသွားခဲ့တယ်။ညီလေးတွင်းလေးထက်ရင်မင်းကငငယ်လေးပဲရှိသေးရဲ့။မင်းရဲ့အနာဂတ်ကအများကြီးကြံ့သေးတယ်။မင်းတေချာလေးလေးလာပြီးတော့အထူးသဖြင့်ဒီမွေထိုင်းကျင်တစ်ခုထိုင်းရကောင်းပိတ်ဆိုတဲ့မွေထိုင်းကျင်တစ်ခုမှာဆရာကောင်းကောင်းအနေနဲ့ထပ်ပြီးလေ့ကျင့်တကယ်မွေထိုင်းသမားဆစ်ဆစ်ဖြစ်လာပါလိမ့်မယ်။အခုကရိုးရပုံစံအရင်ကြီးမပြောက်သေးတာ။ဒါလည်းကိုပထမအောင်သောဆော့ခဲ့မှုတဲ့ကစားနီးကကိုတရေတီဖြောက်လို့မရဘူး။ကိုရဲ့မာဆန်ထဲမှာမမ်မိုရီဝင်နေတာတွေကြောင့်လဲပါကောင်းပါလိမ့်မယ်။ သို့တော့သူအကောင်ဆုံးတော့အတတ်နိုင်ဆုံးတော့ရေကုန်ရေခမ်းတရားတရားကိုင်းတော့ထိဆွဲထုတ်ပြီးတော့သူလုံးနိုင်စွမ်းရှိတဲ့လောက်ကိုအကောင်ဆုံးလုပ်ပြသွားခဲ့ပါတယ်။စမ်းမီကလည်းကျွန်တော်ထင်ထားတဲ့အတိုင်းပါပဲ။ body kit hack kit တွေနဲ့တွတ်တွင်ကိုတုံးပြီးတော့ပဲဒီပွဲအတွက်အကောင်ဆုံး game plan တစ်ခုအနေနဲ့ပြင်ဆင်လာခဲ့တာပါ။ Okay ဒါတော့ပါပဲ။ ပွဲစဉ်အစားဆုံးကို Telegram မှာကြည့်လို့ရပါပြီ။အကုန်လုံးလက်ကြည့်ပြီးသားဆိုမယ်ကျွန်တော်ရဲ့ commentator ပုံစံနဲ့ကြည့်ချင်တယ်ဆိုရင်တော့ Telegram မှာကြည့်လို့ရပါပြီ။နေရောတာပါ channel MSN ရပါ။ညလေးတွင်းလင်းထက်ရင်အများကြီးကျန်ပါသေးတယ်။အသက်လည်းငငယ်လေးရှိပါသေးတယ်။စူးစမ်းပါ။နောက်တစ်ချိန်မှာ champion ဖြစ်နိုင်ပါတယ်။ဒါပါပဲ။ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN Wage ကိုသုံးပါ။